မင်္ဂလာပါရှင်ဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာက grade 6ရဲ့သင်ချာချက်က6ရက်သမား2ညမြချင်းကိုဖြည့်ရှင်ခြင်းပဲဖြစ်ပါတယ်6ရက်သမား2ရက်သမား3မှာကိန်းအစာသွင်းခြင်းဖြင့်ဖြည့်ရှင်ခြင်းညမြချင်းတစ်ခုတွင်လက်ဝဲဘက်တန်ဖိုးနဲ့လက်ရဘက်တန်ဖိုးရှိသည်တဲ့အဲ့တော့ဆရာမတို့ကဒါညမြချင်း x + 3ဆိုတာဒီဘက်ကညမြချင်းရဲ့တစ်ဖက်5ဆိုတာညမြချင်းရဲ့တစ်ဖက် x + 3ဒီလက်ဝဲဘက်ဖြစ်တယ် ဟုတ်ပြီနော်လက်ဝဲဖက်တန်ဖို့ x + 3ရပါလေလက်ဝဲဖက်တန်ဖို့5ကလက်ရာဖက်တန်ဖို့ဖြစ်တယ်ညီမြချင်းတစ်ခုဤမတိကိနေရာတွင် ညီမချင်းမဒီမှာမတိကိန်း act ရှိတယ်အဲ့ဒီနေရာမှာဆီမတော်ကကိန်းတလုံးအစားအသွင်းချင်းဖြင့်လက်ဝဲဖက်တန်ဖိုးနဲ့လက်ရဖက်တန်ဖိုးတူညီလျင်ထိုအစားအသွင်းသောကိန်းသည်ပေးထားသောညီမချင်းရဲ့အဖြစ်ဖြစ်သည်ပြောချင်တာကတော့ဆီမတော်ဒီမတိကိန်းနေရာမှာဆီမတော်ကိန်းနေအစားထိုးလိုက်မယ်ဥပမာတစ်ကိုအစားထိုးလိုက်တယ်တစ်အပေါင်းသုံးပေါ့နော်တစ်အပေါင်းသုံးက၄ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကလက်ဝဲဖက်တန်ဖိုးနဲ့လက်ရဖက်တန်ဖိုးနဲ့မညီဘူးဒါကြောင့်မလို့ဒီမတိကိန်း x ရဲ့တန်ဖိုးဒီ1မဟုတ် ုတ်ဘူးဟုတ်ပြီဒါဆိုရင်2ကိုအစားထိုးကြည့်လိုက်မယ်2 + 3 2 + 3ဆိုလို့ရှိရင်5ပြရတယ်ဒါကြောင့်ဒီဘက်ကလက်ဝဲဘက်တန်မိုးနဲ့လက်ရဘက်တန်မိုးတူသွားတဲ့အတွက်ကြောင့်မလို့မတိကိန်း x ရဲ့တန်မိုးဒီ2ဖြစ်တယ်အဲ့ဒါကိုပြောရနော်ဒါကြောင့် x က2 x စင်မြခြင်း2ဒီ x 3 5ရဲ့အဖြေဖြစ်တယ်ဒီလိုပုံစံနဲ့ဆရာမတို့ကအဖြေတွေရှာကြမယ် ရေပူရအဖြစ်ညီမြချင်းတစ်ခုဖြည့်ရှင်ချင်းဆိုဒီမှာထူးညီမြချင်းကိုမှန်ကန်စေတော့ပြည့်လဲစေတော့မတိကိန်းတန်ဖိုးရှာချင်းဖြစ်သည်ညီမြချင်းကတော့မှန်ကန်ရမယ်လက်ဝဲဘက်တန်ဖိုးနဲ့လက်ရဘက်တန်ဖိုးနဲ့ညီနေရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်6ရက်သမှ3ဝန်ချီမယ်အောက်ပါတော့မှန်မှန်မှန်ဆက်စည်းပါ ဆိုတော့ကကြီးသည် x 2 3တွင် x က1ဖြစ်သည်ဆိုတော့ဆက်မလို့ဒီနေရာမှာ1အစားထိုးကြည့်လိုက်မယ်1 2 1 2က3ရတယ်ဒါလက်ဝဲဘက်တန်မိုးလက်ရဘက်တန်မိုး3နဲ့ညီတဲ့အတွက်ကြောင့်မလို့ကကြီးရပါဖြစ်တယ်လေမှန်တယ် x 3 8မှာ11 x နေရာမှာ11အစားထိုးမယ်11 3 ဟုတ်ပြီနော်အဲ့တော့ဒီမှာ11 minus 3ရပါရလဲရှေ့ရတယ်ဒါကြောင့်မလို့သူဘာဖြစ်လဲလက်ဝဲဖဲနဲ့လှည့်ရဖဲနဲ့ညှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနံပါတ်ခါခွေရလဲမှန်မယ် p minus 7က10 p minus 7 equal 10ဆိုတဲ့ဒီညီမြချင်းမှာ p တန်မိုးက16 p တန်မိုးက16ဆိုတော့16ထဲကခုံဝင်လို့ရှိရင်9ပဲရမယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ရဲ့အညီမြချင်းဒီ16ထဲကခုံဝင်လို့တော့9ရတယ်ဒီဘက်လက်ဝဲဖက်က လက်ရဘက်က30ရှိနေတယ်လက်ဝဲနဲ့လက်ရနဲ့မတူဘူးဆိုတော့ဒီဂငယ်ကမားမယ်30နိမြချင်း10 q 5မှာ q က15ဆိုတော့15အနှုန်း၅ဒီ30ရတယ်ဒါကြောင့်ဒီနိမြချင်းရဲ့အဖြေမှာနိမြချင်းအတွက် q 15ကမှန်တယ်နောက်တစ်ခု10 10 x 3မှာ x တန်မိုးက8ဆိုတော့ x sorry 10 x ဆိုတော့ x နေရာမှာ8ကိုအစားထိုးလိုက်မယ် 10-x 2ရတယ်။ဆရာမတို့ရဲ့လက်ဝဲဘက်ကတန်ဖိုးက2ရတယ်။လက်ရဘက်က3ရှိနေတော့ဒီညီမြချင်းအတွက် x တန်ဖိုး8ဒီမားတယ်ပေါ့နော်။အဲဒါဆိုတော့ 2x 4 0မှာ x တန်ဖိုးက2။ဆိုတော့ဆရာမတို့တို့ကြည့်အောင်။ 2x ဆိုတော့2နဲ့ x နဲ့မြောက်မှာ2နဲ့4 4။နောက်ကအနုတ်4ဆိုတော့2နဲ့4 4လေးတဲက4ကိုနှုတ်တော့3ညာရတယ်။ဒါဆိုရင်ဒီညီမြချင်းအတွက် x တန်ဖိုး2ဒီမှန်တယ်။ နောက်တစ်ခု 3y4x 2 4 3y4x 2 4ဆိုတဲ့ဒီညမြအချင်းမှာ x တန်ဖိုးရှစ်ပြီးထားတယ်ဆိုတော့ဒါလေးကိုဆရာမတော်ကအစားထိုးလိုက်မယ်3/2 x နေရာမှာရှစ်ဒီမှာအမြောက်ရှိတယ်ပြီးတော့မှာ -2 ဆိုပြီးတော့လက်ဝဲဘက်ကိုရှင်းလိုက်မယ်4တလီ4 4နဲ့4ရှစ်ဒီမှာပိုင်းဝေချင်းချင်းမြောက်တော့3နဲ့4က6 6အနှုန်းနဲ့က4ရတယ်။ကဲဒါဆိုဆရာမတို့လက်ဝဲဘက်ကိုရှင်းလိုက်တာ4ရတယ်။လက်ရဘက်မှာလည်း4ဆိုတော့လက်ဝဲလက်ရတူတဲ့အတွက်ကြောင့်မလို့ x တန်မို့6ကပါဖြစ်လေမှန်မယ်။ဒါပြီးတော့ဒါဆိုဆိုဒီမှာပေးထားတဲ့နံပါတ်1ကိုကြည့်အောင်။အဘါတို့တွင်ပေးထားသောမတိကိန်းတန်မို့များထဲမှညီမြချင်းအဖြေကိုရှားပါကျမတို့ဒီမှာဘာပဲလုပ်ပေးရမှာလဲဆိုရင်အဖြေ၃ခုပေးထားတယ်ဒီအဖြေ၃ခုထဲကရွေးပေးရမယ် x + 3က x + 3 = 8ဆိုတဲ့ညီမျှချင်းမှာ x တန်ဖိုးဒီဘာဖြစ်မလဲ5ပေါ့5နဲ့5 + 3က x 8ရမယ် z - 6 = 11ဖြစ်လေ z e တန်ဖိုးဒီဆိုတော့ဒီမှာဆရာမတို့က z ရဲ့တန်ဖိုးကိုရှာပေးရမယ်ဆိုတော့ဘယ်တဲ့ရနေပြီးတော့မှ6ကိုလုပ်လို့ရှိရင်17ရတယ်လေဆိုတာကိုစဉ်းစားရမယ်ဟုတ်ပြီနော် အဲ့တော့ဘယ်ကနေပြီးတော့မှ6ကိုနှုတ်လို့ရှိရင်17ရလဲ18ကနေ6ကိုနှုတ်ရင်17ရမယ်နောက်တစ်ခုကငယ်က10 y 15မှာ y တန်ဖို့ရှမ်း30နဲ့ပါနဲ့ပေါင်းရင်15ရတယ်လေ9ပေါ့ရှင်းရှင်းလေးဟုတ်ပြီနော်ဒါကြောင့်မလို့ y တန်ဖို့က9 y 5ရမယ်ဂါကြီးက12 q 5 စနစ်ကနေပြီးတော့ q ကိုနှုတ်လိုက်တာ5ပြရတယ်တဲ့အဲ့တော့စနစ်ကနေဘာကိုနှုတ်လိုက်လို့ရှိရင်5ပြမလဲစနစ်ကနေဘာကိုနှုတ်ရင်5ပြလဲ7ဆိုတော့12 7 5ဆိုတော့ q တန်ဖိုးက5 2a 5 9မှာ ae တန်ဖိုးဆိုတော့ဒီမှာတော့ဆရာမတော်ကတွက်ကြည့်ရမယ်အဲ့တော့ဒီမှာဒီတကယ်လို့ဆင်မတော့1ကိုအစားထိုးလိုက်လို့ရှိရင်တော့2နဲ့1နဲ့မြောက်တော့ 2နဲ့ဒီမှာ a က1ဆိုလို့ရှိရင်2ပဲရမယ်2 5 equal 7ပဲရမယ်ဒါဆိုရင် a တန်မိုးဒီ1မဖြစ်နိုင်2ကိုအစားထိုးကြည့်လိုက်လို့ရှိရင်2ရဲ့2ရဲ့မြောက်မယ် 2a ဆိုတော့2 multiply မိုက်2ဆိုတော့4 4 5ကနိုင်ရတယ်ဒါကြောင့်မလို့ a တန်မိုးဒီဘလောက်ဖြစ်မလဲ2ဖြစ်မယ် နောက်တစ်ခု6 plus 6.2.2ကချိန်ခွင်းသဘောတရားအသုံးပြုခြင်းဒါကဘာလို့ဆိုလို့လဲဆိုတော့နှိမ့်ခြင်းနှစ်ဖက်စလုံးဒီအာဒီအညီအမျှရှိနေရမယ်ဆိုတာကိုပြောခြင်းတာဟုတ်ပြီနော်ချိန်ခွင်းရဲ့သဘောတရားဆိုဒီမှာချိန်ခွင်းဤပေါင်သည်ရေညီအတိုင်းတန်းနေလျင်လက်ဝဲနှင့်လက်ရာဖက်သည်နှိမ့်နေသည်ဆိုတော့သဘောတရားဖြစ်သည်ရေညီအတိုင်းတန်းတန်းနေလို့ရှိရင်ဒါဈေးဝယ်ဘူးတဲ့ကလေးတွေဆိုရင်ဒီမှာပေါ့ဒီလိုရေညီအတိုင်းတန်းနေလို့ရှိရင်ဘာဖြစ်လဲဆိုတော့ သူသည်လက်ဝဲဖက်နဲ့လက်ရဖက်နဲ့ညှီတယ်ဆိုတာကိုဆိုလိုတာချိန်ခွင်ဤပေါန်တန်းနေသည်ကိုအခြေအနေမပြောင်းလဲစေပဲချိန်ခွင်တစ်ဖက်စလုံးသည်သူညီသောအလေးချိန်ကိုပေါင်းထည့်ခြင်းနှုတ်ယူခြင်းတို့ကိုပြုလုပ်နိုင်သည်အဲ့တော့သဘောတရားဘာကိုပြောလဲဆိုတော့ဒီချိန်ခွင်ကတန်းနေတယ်ဆိုတာဒီဘက်လက်ရလက်ဝဲနဲ့ဒီဘက်ကလက်ရနဲ့တူတယ်လို့ဆိုလိုတာအဲ့လိုတူနေတဲ့အနေအထားမှာဆရာမတော်ကထက်ထဲ့မယ်ထက်ပေါင်းထည့်မယ်ဆိုရင်ဒီဘက်ကိုရောဒီဘက်ကိုရောတူတဲ့ပမာဏကိုပဲထက်ထည့်ရမယ် ဒီဘက်ပေါက်တယ်နော်။ဒါကြောင့်မို့လို့ညီနေတဲ့အနေအထားမှာဆရာမတို့ကဥပမာဒီဘက်မှာဥပမာပေါ့နော်ဆရာမတို့50ကျပ်သားထက်ထည့်လိုက်လို့ရှင်ဒီဘက်က50ကျပ်သားထက်ထည့်မယ်။ဒါဆိုဆက်ပြီးတော့ညီနေမယ်။ဒါကိုပြောချင်တာချိန်ခွင့်ရဲ့သဘောတရားအရာ။ဆရာမတို့ရဲ့ညီမြချင်းမှလည်းပဲညီမြချင်းဒီဒီဘက်ကောဒီဘက်ကောဒီ equal ဖြစ်နေပြီ။ဘယ်လက်ဝဲပဲနဲ့လက်ရပဲနဲ့ညီနေပြီဆိုကြတဲ့ကတစ်ဖက်ထဲပဲပေါင်းလို့နှုတ်လို့မရဘူး။ဒါကြောင့်မို့လို့ပေါင်းမယ်နှုတ်မယ်ဆိုရင်လက်ဖက်စလုံးကိုပေါင်းထည့်ပေးရမယ်။နှုတ်ယူပေးရမယ်။ ဟုတ်မယ်နော်ပေါင်းမယ်နှုတ်မယ်မြောက်မယ်စားမယ်နှစ်ဖက်စလုံးလုပ်ပေးရမယ်ဒါမှဆက်ပြီးတော့ညှိသွားမှာဒါကိုပြောတာပါထိုနည်းအတိုင်းနဲ့ညီမချင်းတွေလည်းညီမချက်မပြက်စေပဲလှုပ်ဆောင်နိုင်တော့ဥပဒေများမှာဥပဒေတများမှာဆိုတော့ဆရာမတို့ရဲ့ညီမချင်းမှလည်းပဲခုနပြောသလိုပဲလက်ဝဲနဲ့လက်ရာနဲ့ကအစကတည်းကညှိတယ်လို့ပြောထားတယ်အဲ့ဒါဆိုတော့ဆရာမတို့ကဒီညီမချင်းကိုမပြက်စေခြင်းဘူး ဒါကြောင့်လက်ဝဲဖက်ကိုပေါင်းမယ်ဆိုရင်လက်ရဖက်ကိုလည်းပေါင်းမယ်။ဟုတ်ပြီလားဒီမှာဂိမ်းတစ်ခုကိုညီမချင်းလက်ဝဲလက်ရနှစ်ဖက်စလုံးကိုပေါင်းထည့်ပေးမယ်။ဂိမ်းတစ်ခုကိုညီမချင်းရဲ့နှစ်ဖက်စလုံးမှာနှုတ်ပေးမယ်။လက်ဝဲလည်းနှုတ်မယ်လက်ရလည်းနှုတ်မယ်။ တုံညမဟုတ်တော့ဂိမ်းတစ်ခုဖြစ်ညီမြချင်းနှစ်ဖက်စလုံးမြောက်ပေးမယ်ဒီဘက်လက်ဝဲမြောက်ဖို့လိုအရင်လက်ရလည်းမြောက်ပေးရမယ်တုံညမဟုတ်တော့ဂိမ်းတစ်ခုဖြစ်ညီမြချင်းနှစ်ဖက်စလုံးကိုစားနိုင်သည်ဆိုတော့လက်ဝဲမှာစားဖို့လိုအရင်လက်ရဖက်ကူလည်းစားပေးရမယ်ဒါကြောင့်အဲ့ဒါမှဒါလည်းရဆရာမတို့ရဲ့ဒီညီမြချက်ဒီမပြတ်စီပဲနဲ့ဆက်လက်ပြီးတော့ရှိနေမှာဟုတ်ပြီနော်ကဲဒါဆိုရင်ဒီဥပရိသတွေကိုသုံးပြီးတော့မှဆရာမတို့ညီမြချင်းတွေကိုဖြည့်ရှင်းမယ်ပုံစံတွက်တက်ကိုကြည့်အောင် x + 5 = 16ကိုဖြည့်ရှင်းမှာ ဖြည့်ရှင်းပါလို့ပြောလို့ရှိရင်ဘာလုတ်ခိုင်းတာလဲဆိုတော့ x demo ရှာခိုင်းတာဖြစ်တယ်။ဒါကြောင့်မလို့ x + 5 16သူပေးထားတဲ့ညီမချင်းကျမတို့က x demo ရှာမယ်။ +5 ကိုမလို့ချင်းဘူး။ plus 5ဒီနှုတ်ပလိုက်မယ်ဒီဘက်ကနေပြီးတော့ဒီဘက်ကနေနှုတ်มาဖြစ်ဆိုတော့လက်ဝဲကိုနှုတ်လို့ရှင်လက်ရာကိုလည်းနှုတ်ရမှာဖြစ်လို့လက်ဖက်စလုံးမှာ5ကိုနှုတ်လိုက်မယ် ဆိုတော့ x 5 5 = 16 5ဆိုတော့ရတယ်ဒီဒီဘက်က5 5က0ဆိုတော့ x တန်မယ်16ထဲက9အောင်တော့17ဒါကြောင့်မလို့ x တန်ဘောက17ရတယ်အဲ့တော့ချိန်ကြိုက်ကြည့်မယ် x တန်ဖို့17ကိုပေးထားတော့ညီမချင်းတွေစာသွင်းတော့လက်ဝဲဖက်ကလက်ဝဲဖက်ဒီပါလဲ11 5သူက x 5 16လို့ပေးထားတယ်သူရဲ့ညီမချင်း x 5ကလက်ဝဲဖက် ဒါကလက်ရာဖက်ဆိုတော့ x နေရာမှာ7အစားထိုးမယ်7အပေါင်း5က16အဲ့ဒီ16အဖြေဒီလက်ရာဘက်ကအဖြေ16နဲ့တူတယ်လက်ဝဲနဲ့လက်ရာ တူတဲ့အတွက်ကြောင့်မလို့ဒီညီမြချင်းရဲ့အဖြေဒီ x 11ကမှန်ကန်နေပေါ့ရပြီနော်ထို့ကြောင့် x 11ဒီညီမြချင်းရဲ့အဖြေဖြစ်သည် ပုံစံတက်နဲ့က x minus 3 11ကိုဖြည့်ရှင်းပါဖြည့်ရှင်းပါဆိုတော့ဘာလို့မှာလဲ x တန်ဖိုးရှားမှာ x တန်ဖိုးရှားခြင်းတော့ဒီမှာအနှုတ်3ရှိနေတော့အနှုတ်ဆိုရင်ပေါင်းပေးမယ်ခုနကအပေါင်းဆိုလို့ရှိရင်နှုတ်ပေးလိုက်မယ်အနှုတ်ဆိုလို့ရှိရင်ပေါင်းလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ -3 ဒီမှာ -3 ရှိတော့ဒီ -3 ကိုဖျောက်ခြင်းလို့ +3 ထည့်လိုက်မယ် x 3 3 develop web ဖက်လက်ရဘက်ကကြတော့လဲ11 3ဆိုရရမယ်ဒါကြောင့်ဒီဘက်က -3 3က0 x 11 3က14ဒါကြောင့် s x တမ်းမိုးလေးဆက်လေးရတယ် x တန်မိုးဆက်လေးကိုညီမြချင်းမှာအစားထိုးမယ်လက်ဝဲဘက်ကိုအစားထိုးမယ်ဆိုတော့ x 3ဆိုတော့ x နေရာမှာဆက်လေးအစားထိုးဆက်လေးအနှုတ်3ဒီ7ရအဲဒီက7ဒီလက်ရဘက်က7နဲ့တူတဲ့အတွက်ကြောင့်မလို့လက်ဝဲနဲ့လက်ရတူတယ်ဒါကြောင့်ထို့ကြောင့် x 14ဒီညီမြချင်းဤအဖြစ်ဖြစ်သည်ညပြီနော်နောက်တော့ ပုံစံသက်သောမတ်တီတာသည်သူမတွင်ရှိသောဗလာစာအုပ်များမှငှအုပ်ကိုသူငယ်ချင်းများအားပေးသောတောင်းအုပ်ကျန်သည်မူလက သူမ၌ဗလာစာအုပ်မိများရှိခဲ့သည်နှင့်အဖြေကိုချိန်ကြိုက်ပြပါဆိုတော့မူလက သူမ၌ဗလာစာအုပ်မိများရှိခဲ့သည်နှင့်ဆိုတော့ဒါကိုဆံမရောဘာထားမလဲဆိုတော့မသိခင် x ထားမယ် ဆိုတော့မတိရာတွင်မူလကရှိသောဗလာစာအုပ်ပေါင်းသည် XO ဥထားပါဒီမှာသူစီမှာမတိရာတွင်သူမတွင်ရှိသောဗလာစာအုပ်များမှာငါးအုပ်ကိုပေးလိုက်တယ်ဆိုတော့ဘယ်နှအုပ်ရှိလဲဆိုတာမသိတဲ့အတွက်ကြောင့်မလို့သူက X လို့ထားလိုက်တယ်အဲ့ဒီ x တဲကနေပြီးတော့မှ9အုပ်ကိုတငယ်ချင်းကိုပေးလိုက်တယ်။ x တဲကနေ -5 ဖြစ်သွားတယ်။ x -3 အဲ့လိုပေးလိုက်တဲ့အခါမှာဘယ်နှုတ်ကျန်လဲဆိုတော့3အုပ်ကျန်တယ်။ဒါကြောင့်မလို့ x -5 ူမမှာရှိတဲ့ဒီ x ကနေပြီးတော့မှ9အုပ်ထုတ်လိုက်တဲ့အခါမှာ3အုပ်ကျန်တယ်။ဒါကြောင့်ညီမချင်းရေးလိုက်တဲ့အခါမှာ x 5 3ရတယ်။ ကျွန်တော်တို့က x ကိုပဲလိုချင်တယ်အနှုတ်ဆိုရင် ပေါင်းပေးခြင်းအဖြစ်သူ့ကိုခြေလိုက်မယ်အနှုတ်ကအပေါင်း၅ဒီ0ဖြစ်တယ်ဒါကြောင့်မလို့ -5 ဆိုတော့ +5 x 5 5 equal ညီမချင်းရဲ့ဒီဘက်လက်ဝဲဖက်ကို9ပေါင်းလို့ရှိရင်လက်ရဖက်ကိုလည်း9ပေါင်းမယ်3ရ9ရရ8ထို့ကြောင့်မှတ်တည်တာကျွင်းမူလကဘလာစာအုပ်8အုပ်ရှိသည်ချိန်ကြိုက်ချင်း ်အဖြေကိုချိန်ကြိုက်ပြပါလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာချိန်ကြိုက်ပေးရမယ် x + 5ရှစ်ကိုညီမြချင်းမှအစားထိုးညီမြချင်းကဗာလဲ x - 5=3 ဆိုတော့အရင်ဦးဆုံးလက်ဝဲဖက်မှာအစားထိုးလိုက်မယ်လက်ဝဲဖက်မှာဒီ x နေရာမှာရှစ်အစားထိုးတော့ရှစ်အနှုန်ကက3ရယ်လက်ရဖက်ကလည်း3ဒါဆိုရင်လက်ဝဲဖက်လက်ရဖက်ညီတဲ့အတွက်ကြောင့်မလို့ x = 8ညီမြချင်းဤအဖြေဖြစ်တယ် ပုံစံတက်လေကိန်းတစ်ခုဤနှစားမှငါးကိုနှုတ်တော်ဆက်တဲ့ရသည်ထိုကိန်းကိုရှားပါကိန်းတစ်ခုဤနှစားမှငါးနှုတ်မယ်အဲ့လိုနှုတ်လိုက်လို့ရှင်ဆက်တဲ့ရတယ်ထိုကိန်းကိုရှားပါဆရာမတို့ဒီထိုကိန်းကိုမသိဘူးထိုကိန်းဆိုတာဒီကိန်းတစ်ခုကိုမသိဘူးအဲ့ကြောင့်မလို့အဲ့ကိန်းတစ်ခုကိုဝိုင်းလို့ထားလိုက်တယ်ကိန်းတစ်ခုကိုဝိုင်းလို့ထားပါညီမြချင်းပုံစံရေးမယ်ကိန်းတစ်ခုဤနှစားဆိုတော့ဝိုင်းရဲ့နှစားဝိုင်းရဲ့နှစားမှငါးနှုတ်ဆိုတော့ -5 အဲ့လိုလုပ်လိုက်တော့ဆက်တက်ရတယ်ဆိုတော့ 2y 5 11ရတယ်အဲ့လိုရထားပြီဒါညီမချင်းပုံစံရေးလိုက်ပြီဆရာမတို့က y ကိုရှာမှဖြစ်လို့အရင်ဝဆုံးနှုတ်ချင်းပေါင်းချင်းကိုလုပ်လိုက်မယ်5 5အနှုတ်5ဆိုတော့အပေါင်းကညီမချင်းနှစ်ဖက်စလုံးကို5ပေါင်းပေးမယ်ဒီဘက်လည်း5ပေါင်းလိုက်မယ်အဲ့လို၅ပေါင်းလိုက်လို့ရှိရင်ဒါက -5 +5 က0ဆီမတို့စီမှာ 2y ကျမ်းမယ် 2y = 17အပေါင်း၅က16 ဆိုတော့ဝိုင်းဝင်လို့ခြင်းနဲ့တူးကမြောက်ထားတယ်မြောက်ထားလို့ရှိရင်စားပေးမယ်တူးကိုဆယ်ဘာတော့မလို့ခြင်းမူတူးကိုခြေလိုက်ခြင်းနဲ့အဲဆိုတော့တူးဝိုင်းကိုတူးနဲ့စားလိုက်လို့ရှိရင်နှစ်တလီနဲ့နှစ်တလီနဲ့ဆိုတော့1နဲ့ဝိုင်းနဲ့မြောက်ရင်1ဝိုင်းဒီဝိုင်းရမယ်ဆယ်ဘာတော့ဝိုင်းဝင်လို့ခြင်းတာဟုတ်ပြီနော်အဲ့ခါကျတော့0ဖြောင်းမလို့ရအောင်နော်0ဖြောင်းလို့လို့မရဘူး2ကို2နဲ့ဒီလိုစားလိုက်လို့ရှိရင်1ရတာနှစ်တလီနဲ့ဆိုတော့ဟုတ်လား 0ဖြစ်သွားလို့ရှိရင်တော့ဘာဖြစ်လဲ0နဲ့ y နဲ့ဒီ 0y လိုမျိုးဖြစ်လာလို့ရှိရင်0ပဲရတော့မှာဟုတ်လား0နဲ့ y နဲ့မျှောက်လို့ရှိရင်0ပဲရမှာဒါကြောင့်မလို့1ဖြစ်အောင်ပဲလုပ်ပေးရမယ်နှစ်နဲ့နှစ်နဲ့ဒီ1ဆိုတော့နှစ်တက်လီနှစ်တက်လီဒီဘက်ကကြတော့နှစ်တက်လီနှစ်ရှစ်လီညီမြချင်းနှစ်ဖက်စလုံးကိုနှစ်နဲ့စားလိုက်တယ်အဲ့တော့ဒါဆိုရင်ဆရာမတို့ရရတဲ့ y တန်ဖိုး x ကိုညီမြချင်းမှာအစားထိုးကြည့်လိုက် တော့လက်ဝဲဘက်မှာပါရှိလဲဆိုတော့ 2y 5ဆိုတော့ y နေရာမှာ8ကိုအစားထို8နဲ့လေး16 16အနုံငါ16အနုံငါဒီ17 17ဒီလက်ရဖက်လက်ရပဲနဲ့တူတော့ထို့ကြောင့်ပေးထားသောဂိမ်းဒီ10ဖြစ်သည်ပေးထားသောဂိမ်းသူပေးတဲ့ဂိမ်းတစ်ခုဆိုတာဒီ10ဖြစ်ပါတယ်ရပြီနော်နောက်တစ်ခုပုံစံတက်က x 5 5ကိုဖြည့်ရှင်းပါအဲ့တော့ဒီမှာ x oh sorry x 3 5 ကျမတို့လိုချင်တာဒီ X တန်ဖို့ပဲရှားခြင်း ਨੇ သုံးဒီဒီမှာစားထားတယ်စားရဲဆိုရင်မြောက်ပေးရမယ်မြောက်လိုက်လို့ရှင်သူဒီမှာဖြစ်သွားလဲ1ဖြစ်သွားတယ်3တလီ3 3တလီ3ဆိုရင်1ဖြစ်သွားတယ်ရပြီနော်ပိုင်းစီမှာလည်းသူက1ဖြစ်သွားတယ်ပိုင်းစီမှာ0မဖြစ်ရဘူးအဲ့ခါကျတော့ဒီမှာ x နဲ့ y နဲ့မြောက်လိုက်တော့ x ပဲရမယ်လက်ဝဲလက်ရမြောက်တာဖြစ်လို့5 multiply by 3ဆိုတော့5345 x တန်ဖိုး15ရတယ်ဒီ x တန်ဖိုး15ကိုဆင်မလို့ကဒီကသူ့ရဲ့ညီမချင်းမှာအစားထိုးကြည့်မယ်15ကို3နဲ့အစား 15ကို3နဲ့စားတော့3တလီ3935ဆိုတော့900ရယ်ဒါကြောင့်လက်ဝဲဖက်လက်ရဖက်လက်ရဖက်လက်ဝဲဖက်9တွေ9တွေတူလာဖြစ်တဲ့အတွက်ကြောင့်လက်ဝဲဖက်ညီမြချင်းလက်ရဖက်ဒါကြောင့် x 15ဒီညီမြချင်းဤအဖြေဖြစ်တယ်။ဒါပြီနော်။ဒါဆိုရင်ဆရာမတို့လက်ချင်ခံ6ရတမလေးကိုသွားမယ်။နံပါတ်ချက်ကအောက်ပါညီမြချင်းများဖြည့်ရှင်ရွေးချင်းကြိုက်ပြပါ။ကာကြီးက x+2 9စပြီးတွေ့ကြရအောင်။ဆိုတော့ x + 2 9မှာဆမ်မရယ် x တမ်းလို့ခြင်းနဲ့အပေါင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမချင်းနှစ်ဖက်စလုံးကိုနှစ်နှုတ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့နှစ်ဖက်စလုံးကိုနှစ်ဖက်စလုံးဘာလို့ပေးမလဲ2လို့တော့အဲ့ဒီလိုစာရီကတော့ကျောင်းမှာမရင်မရေးပဲထားလို့ရပါတယ်ဟုတ်ပြီနော်အဲ့ခါကျတော့ x + 2 2 equal ညီမချင်းတစ်ဖက်ကိုနှုတ်လိုက်ပြီဒီဘက်မှာလည်း9 2 ဆိုတော့ဒီဘက်က plus 2 minus 2က0ဖြစ်သွားတယ်ဆိုတော့ x ရမယ်ဒီဘက်က9 minus 2ကိုရှင်းလိုက်တော့7ရတယ်ဆိုတော့ x equal 7အဲ့တော့ဆရာတို့သူ့ကိုချိန်ကြိုက်ချင်းချိန်ကြိုက်တော့ x equal 7ကိုဥပမာတွေရအတိုင်းပဲဒါစာရေးတာဟုတ်ပြီနော်ညီမချင်းတွင်အစာသွင်းလျင် ဟုတ်ပြီလက်ဝဲဖက်မှာစားထုတ်ကြည့်လိုက်မယ်လက်ဝဲဖက်လက်ဝဲဖက်တိ7 2 9 9ရအဒီလိုင်းဒီလက်ရာဖက်နဲ့တူတယ်ဒါကြောင့် x 7ဒီမြင်မြချင်းဤအဖြစ်ဖြစ်တယ် ရပြီနော်ခါဝေးက y-6 3ဆိုတော့ကျွန်မတို့က y တန်မိုးလို့ခြင်းနဲ့ -6 ကို +6 ပေါင်းထည့်ပေးရမယ်။ဒါကြောင့်နှစ်ဖက်စလုံးကိုနှစ်ဖက်စလုံးကိုဘာပေါင်းမလဲ2ပေါင်းတော့ oh sorry 6ပေါင်းတော့ အဲ့တော့ y 6 6 equal ဒီဘက်က3 6 6 6 0ဆိုတော့ y equal 9အဲ့တော့ဆရာမတို့ရထားတယ် y equal 9ကိုမြင်ရချင်းတွေအစားအသွင်းလရင် y equal 9ကိုမြင်ရချင်းတွေအစားအသွင်းလရင် လက်ဝဲဖက်လက်ဝဲဘက်ဒီ y 6ရှိတာဆိုတော့ y နေရာမှာဆရာမ9ရစားထုတ်လိုက်မယ်9 6က3ရတယ်အဲ့ဒီ3ဒီလက်ရာဖက်နဲ့တူတယ် ဟုတ်ပြီနော်အဲ့တော့လက်ဝဲလက်ရဘယ်လိုခွဲမလဲဆိုရင်ဒီလိုကိုကစာရင်းနေတဲ့အတိုင်းပဲဒီမှာလက်ရလက်ရဒီဒီပဲလက်ဝဲဒီဒီပဲဒီလိုပဲလာမယ်ဟုတ်ပြီနော်လက်ဝဲလက်ရဒီလိုပဲရလာမယ်ဒါကြောင့်လက်ဝဲနဲ့လက်ရနဲ့တူသွားပြီဆိုလို့ရှိရင် y equal line ဒီညီမျှချင်း e အဖြေဖြစ်တယ်ညီမျှချင်း e အဖြေဖြစ်တယ် ကန်ငယ် x y 5 4ကဲဒီမှာ5ကစားထားလို့ရှိရင်5ကိုဘာလို့ပေးမလဲမြောက်ပေးမယ်ဆိုတော့နှစ်ဖက်စလုံးကိုဒါရေးရင်လည်းရေးအဲဒီမရေးတော့ရင်လည်းရတယ်ဟုတ်ပြီနော်5နဲ့မြောက်လိုက်မယ်ဆိုတော့ x y 5 multiply by 5 equal ဒီများချင်းတစ်ဖက်မြောက်ရင်နောက်တစ်ဖက်ကိုလည်းမြောက်ဒီက5ငါးတလီငါးတလီဆိုတော့1ဆိုတော့ဒီဘက်က x ၄၅၄က20ဆိုတော့ချိန်ကြိုက်မယ် ချိန်ကိုက်ခြင်း x equal 20ကိုညီမြချင်းတွေအစားထိုးတော့ဒါကလေးတို့ရေးလိုက်တော့เนาะ x = 20ကိုညီမြချင်းမှာအစားထိုးမယ်ဆရာမတို့စီရဲ့ညီမြချင်းက x by 5ဆိုတော့20 by 5ဖြစ်မယ်လက်ဝဲဘက်လက်ဝဲဘက်တီ equal 20 by 5ဆိုတော့9တလီ9 9လေးလီ20ဆိုတော့4ရတယ်4ဒီလက်ရာဖက်နဲ့တူတယ်လက်ရာဖက်နဲ့တူတယ်ဒါကြောင့် x equal 20ဒီညီမြချင်းဤအဖြစ်ဖြစ်တယ် ဂါဂျီ 4x 24ဆိုတော့4ကမြောက်ထားတယ်။မြောက်ထားလို့ရှိရင်ညီမြချင်းနှစ်ဖက်စလုံးကိုမလုပ်မလဲ4နဲ့4ဖြင့်စားမယ်။စားလိုက်တဲ့အခါမှာဒါစားရင်းမယ်။ 4x by 4ဆိုတော့ဒီဘက်ကလည်း24 by 4ဆိုတော့၄တက်လီ၄တက်လီသူက1ဆိုတော့1နဲ့ x နဲ့က x ရမယ်၄တက်လီ၄၄6 24ဆိုတော့ x တန်ဖို့6ရမယ်အဲ့တော့ချိန်ကြိုက်ချင်း ဒီသင်ခန်းစာဒီအခန်း6မှာကြာတော့ဆရာမတို့စရေးတာတွေပဲများတယ်တခြားကတော့တိတ်မများပါဘူး x 6ကိုညှိမြခြင်းမှာအစားထိုးမယ်ဆိုတော့လက်ဝဲဖက်လက်ဝဲဘက်မှာဒီ 4x ဖြစ်တဲ့အကြောင်း4 multiply by x က6 4 multiply by 6လေး6လေး24 24ဒီပါရလေလက်ရဖက်ရထို့ကြောင့် x 6ဒီ ညီမြချင်းဤအဖြစ်ဖြစ်သည်နောက်တစ်ခုက 2x 3 equal 7ဆမ်မရအရင်ဆုံးပေါင်းတာနှုတ်တာကိုအရင်ရှင်းမယ်3ဆိုရင်ညီမြချင်းနှစ်ဖက်စလုံးကို၃ပေါင်းမိမယ်ဆိုတော့ 2x 3 3 equal ဒီဘက်မှာလဲ7 3ဆိုမှလာမယ်ဟုတ်ပြီနော် -3+3 က0ဆိုတော့ 2x ကျန်မယ်ဒီဘက်က 7+3 ကကျတော့10ဆိုတော့ summary x ကိုလေ့ကျင့်တယ်သူ့ကိုမလို့ရှင်မသူကမြောက်ထားလို့ရှင်ညှိမြချင်းနှစ်ဖက်စလုံးကို2နဲ့စားပေးမယ်ဆိုတော့နှစ်ဖက်စလုံးကို2ဖြည့်စားတော့ဆိုပြီးတော့မှ 2x ကိုလည်း2နဲ့စားဒီဘက်က30ကိုလည်း2နဲ့စားဆိုတော့2တက်လီ2တက်လီသူက1 2တက်လီ2 5လီ30ဆိုတော့ x 5ပြမယ်အဲ့တော့ချိန်ကြိုက်မယ် ချိန်ကြိုက်ချင်းက x 5ကိုညီမြချင်းတွင်အစားသွင်းတော့ညီမြချင်းတွင်အစားသွင်းတော့ဒါမှမဟုတ်အစားအသွင်းလိရင်ကျမတို့ရဲ့လက်ဝဲဖက်မှာစားထိုးမယ်။လက်ဝဲဖက်ဒီ 2x 3ရှိတာ။ဟုတ်တယ်နော်။ 2x 3 x 5ကိုစားထိုးမယ်။2 multiply by 5 နောက်က minus 3ဒါလေးဝင်ခက်ပေးမယ်။နေ့9လေးရ30 10 minus 3 10 minus 3က7 7ဒီလက်ရာဖက်ဆိုတော့လက်ဝဲလက်ရာတူသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ x 5ဒီညီမြချင်းဤအဖြစ်ဖြစ်တယ်။ဟုတ်ပြီနော်။ ကိန်းတစ်ခုနဲ့ကိုတို့ဤပေါင်းလက်သည်၁၈ဖြစ်ပါသည်တဲ့ထိုကိန်းကိုရှာပါအဲ့တော့ကိန်းတစ်ခုနဲ့ကိုပေါင်းမယ်ဆမရကိန်းတစ်ခုမတည်ဘူးအဲ့ဒီကိန်းတစ်ခုနဲ့ကိုပေါင်းလို့ရှင်၁၈ရရတယ်ထိုကိန်းကိုရှာပါဆိုတော့ဆမရကအရင်ဦးဆုံးဒီထိုကိန်းဆိုတာကို x ထားပေးမယ်အဲ့ဒီ x နဲ့ဘာနဲ့ပေါင်းမှလဲဆိုတော့9နဲ့ပေါင်းမယ်ဆိုတော့ x 9 17ဒီဆီမရီရဲ့ညီမချင်းတစ်ခုရသွားပြီအဲ့ဒီညီမချင်းကလည်းဘာကိုရှာမလဲ x တန်ဖိုးကိုရှာပြီးမယ်ရပြီနော် ဆိုတော့ဆရာမတို့ကအရင်ဦးဆုံးထိုဂိမ်းကို x ဟုထားပါစာရေးနည်းတွေကတော့အကုန်လုံးဒီ example ထဲမှာပေးထားတဲ့အတိုင်းပဲပုံစံအတွက်ဒီထဲမှာပေးထားတဲ့အတိုင်းပဲညီမြချင်းပုံစံရေးမယ်ညီမြချင်းပုံစံရေးတော့ မရမလဲဆိုတော့အဲ့ဒီဂိမ်းတစ်ခုမှာကိုးပေါင်းလိုက်တော့စက်ခွန်ရတယ်ဆိုပြီးညီမချင်းရသွားပြီဟုတ်လားအဲ့တော့ဆက်ပြီးတော့နှစ်ဖက်စလုံးဘာလို့မလဲကိုးကဒီမှာပေါင်းထားတာဆိုတော့နှုတ်လိုက်မယ် x 9 9 equal 17 9ဒီဘက်9 9ဒီ0ဆိုတော့ x ပဲကျမယ်စက်ခွန်တဲ့ကကိုးကိုနှုတ်တော့ရှေ့ရမယ်ဆိုတော့ထိုဂိမ်းဒီ ထိုကိန်းဆမရရှာကျင်တာထိုကိန်းမလားထိုကိန်းညီမြချင်းရှစ်ပေါ်အဲ့တော့ဆမရရထားတဲ့ဒီ x 8ခုညီမြချင်းမှာ အစားထိုးမယ်ချိန်ကြိုက်ချင်းချိန်ကြိုက်ချင်းဒီ x 8ခုညီမြချင်းတွင်အစားအသွင်းလိုက်ရှင် အစားသွင်းလျင်လက်ဝဲဖက်လက်ဝဲဖက်ဒီဆရာမတို့ရဲ့လက်ဝဲဖက်က x+9 x+9 ဆိုတော့ x တန်ဖိုးက8ဆိုတော့8အပေါင်း9 8နဲ့9နဲ့ပေါင်းတာက79 79ဒီဘယ်လောက်ရလဲလက်ရဖက်နဲ့တူတူပဲထို့ကြောင့် x equal 8d ဘာဖြစ်လဲဂိမ်းတစ်ခုဖြစ်သည်လို့ရင်းရင်လဲရေးဒီမှာအဖြစ်ရင်းနေရတော့ တူချင်းမလည်းတူမယ်နော်။ကြောင်းနဲ့ကိုကြောင်းနဲ့မတူဘူးဆိုတိုင်းမားရလည်းမရှိဘူး။ကိုကကြောင်းမတင်ထားတာဆ iam မနဲ့မတူရင်လည်းဘာမှမဖြစ်ဘူးဟုတ်ပြီနော်။အဲ့တော့ x 8ဒီပါလေ။ gain တစ်ခုဖြစ်သေးဒါမှမဟုတ်ထို့ကြောင့်ထို gain ဒီထို gain ဒီဒါအဖြစ်ရေးမျိုးဆ iam မနှစ်ခုရေးပေးထားတယ်။10ဖြစ်သေးပါနော်။ဘယ်လိုရေးရပါလဲ။ အဲ့တော့ဒါမှမဟုတ်ဂိမ်းတစ်ခုဒီရှစ်ဖြစ်တယ်လို့ရေးရင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကဒီ x ကိုဘာထားခဲ့ရလဲဆိုတော့ဂိမ်းတစ်ခုထားခဲ့တာမလို့ဒီလိုလေးအဖြေရေးပေးမယ်အဲ့တော့ဒီလိုရေးရင်လည်းရတယ်ထို့ကြောင့်ထို့ဂိမ်းဒီအဲရှစ်ဖြစ်တယ်ဒါမှမဟုတ်ဂိမ်းတစ်ခုဒီရှစ်ဖြစ်တယ်ရပြီနော် ဒီတော့ကြန့်ရှိနေတဲ့ဒီ6.4ရဲ့လေ့ကျင့်ခန်းလေးနဲ့ပြန်လည်လေ့ကျင့်ခန်းကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။